အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခန့်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့လွန်ခဲ့တဲ့နှစ်သားပေါင်းမြောက်တာကလေးကကဘာပေါ်မှာရှင်သန်ခဲ့ကြတဲ့အောင်းဝေရတဲ့တော်ရည်တကောင်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သူကတော့တမန်တစ်ချက်မှာဒုရှိပေးသမတ်မွေတွေထဲမှာအကြီးဆုံးလို့ခေါ်ဆိုနိုင်တဲ့ Titan Bowa Serene 20လို့ခေါ်တဲ့မွေမျိုးတွေပဲဖြစ်ပါတယ်သူတို့ဟာရေထဲမှာဆိုရင် ရေတောင်ဆင်းနေတဲ့ဆင်းကောင်ကိုတော့ရပ်ပန်းအောင်ွယ်ပြီးတော့ရေရောက်ကိုဆွဲယူသွားနိုင်တယ်လို့ဆိုကြပါတယ်သူရဲ့ကြီးမားတဲ့အရွယ်အစနဲ့ ေဝဆန်းကျတဲ့ဘဝအကြောင်းကိုဆက်လက်ပြီးတော့ပြောပြပေးခြင်းပါတယ်။ Titan ဆိုတဲ့နာမည်ကတော့ဂရိဒနာဤလာအလွန်ကြီးမားတဲ့သတ္တဝါတွေဖြစ်တဲ့ Titan နဲ့ခက်ပေါ်ဘဝမွေတွေကိုရင်းညွှန်းတဲ့ဘဝဆိုတဲ့သက္ကလောနှစ်ခုကိုပေါင်းစပ်ပြီးတော့ Titan ဘဝဆိုတဲ့နာမည်ကိုမဲခေါ်တာတာပဲဖြစ်ပါတယ်။မျိုးစိတ်နာမည်ကတော့ Serial Junosa ဖြစ်ဖြစ်ပြီးတော့သူရဲ့ကြောပြေရုပ်ကျွန်းတွေကိုပထမဆုံးတွေ့ရှိခဲ့တဲ့ကိုလံမီးယားနိုင်ငံက Serial Jun ကြောင့်မိသူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ဒီနာမည်ကိုမဲခေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒန်နီသောတွေမျိုးတွန်းသားပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့ ။ပါဠိရိုးသင်းခက်မှာတော့သူတို့ကကောင်းစွာရှင်းလင်းနိုင်ရကြပါတယ်။တာဒံဘူဝါရဲ့ထင်ရှားဆုံးလက္ခဏာတွေကတော့သူ့ရဲ့မယုံနိုင်တဲ့အကောင်းဆုံးအကြီးမားတဲ့ခန္ဓာကိုယ်ရွယ်စားပါပဲ။သိပ္ပံမြာရှင်တွေရဲ့ကံမှန်းချက်အရသူတို့ကအရှိ၄၀ကိုပေးနေချေပြီးတော့အလေးချင်းကလည်းပေါင်1800လောက်နေလေးကြပါတယ်။ဒါရှင်နေခက်မှာအကြီးဆုံးလို့သတ်မှတ်ထားတဲ့ဂရိအနာဘောနာနဲ့အရှိဆုံးမွေဖြစ်တဲ့ပါရောတို့လည်းအများကြီးပူကြည့်ပြီးတော့အများကြီးပူရှိပါတယ်။တိုင်တန်ဘောရဲ့ကြောရွေးသက်တစ်ခုရရွယ်သားကိုကြည့်ခြင်းအပြင်တော့ သူရဲ့ခန္ဓာကိုယ်ကဘယ်လောက်ကြီးမားလဲဆိုတာကိုခံမနိုင်ကြပါဗျ။သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုကြည့်ခြင်းအပြင်တိုက်တံပေါ်ပါတဲ့ရင်းနေတဲ့ဘဝတစ်ပိုင်းဖြစ်ပါတယ်။သူတို့ကရေထဲမှာအချိန်အများစုကိုကုန်ဆုံးပြီးတော့ကုန်းပေါ်မှာတော့လွန်ရှားမှုနေပါကြပါဗျ။အမေတို့လိုမျိုးကြီးမားတဲ့တတော်ဆယ်ကြီးတွေကသူတို့ရဲ့နေထိုင်ရာကျဆောက်ရာဒေသပဲဖြစ်ပါတယ်။ယခုခေတ်မှာဘယင်းတူလိုပြည့်နေတဲ့ဂရိအနာကောင်းတော်မျိုးကြီးလိုပဲသူတို့ကသားကောင်းတွေကိုခန္ဓာကိုယ်နဲ့ရက်ဖက်ပြီးတော့အသက်ရှင်ရတဲ့နေရာမျိုးချနိုင်တဲ့မျိုးမျိုးတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့အဓိကအစားအစာတွေကတော့သူတို့နဲ့အတူကြောက်ဖြစ်ရုံနဲ့ဖြစ်တွေ့ရှိခဲ့တဲ့ဒီမာတယ်မီကျောင်းကြီးတွေ၊လေကြီးတွေ၊ငါးကြီးကြီးတွေနဲ့တခြားကုန်းတွေကြောက်ရွံ့ရှိတဲ့တဘာတွေပဲဖြစ်ပါတယ်။သူတို့ရဲ့မေယွန်းနဲ့သွားတဲ့အဓိကပုံကလည်းအဲ့ဒီလိုကြီးမားတဲ့တဘာကြီးတွေကိုဖမ်းဆီးထားသားဖို့တော့အထောက်အပံ့ဖြစ်နေနိုင်ပါတယ်။ဒါလောက်တွေကြီးမားတဲ့တဘာကြီးတွေကဘာကြောင့်မျိုးတွန်းခဲ့ရလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။တမိုင်းပညာရှင်တွေကဒီကျောင်းကိုဆက်လက်လေ့လာနေတဲ့ဖြစ်ပေမဲ့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကိုတော့ခံစားထားကြပါတယ်။အဓိကအခြေတွေထဲမှာ ပါလီယိုသင်းခက်ရဲ့အဆုံးပိုင်းမှာကဘာကြီးရဲ့ပူဂျင်ကတဖြည်းဖြည်းရောကြလာခဲ့ပါတယ်။ဒီလိုအေးလာတဲ့ရာသီဥတုဟာတွေးတဲ့ကြီးမားတဲ့သတ္တဝါတွေအတွက်ဇီဝကမှပြည့်စုံဖို့ထိန်းသိမ်းဖို့ပုံမကဲကဲနိုင်ပါတယ်။ဒါအပြင်သူတို့ရဲ့နေထိုင်ရာခရီးစနစ်တွေပြောင်းလဲသွားတာအစာအရင်းမြစ်တွေရှားပါးသွားတာဒါမှမဟုတ်သူတို့ရဲ့ပုံမလာတရားညီတွေရှိတဲ့ပြန်ပြုတ်တွေပေါ်ပေါက်လာတာကြောင့်လည်းမျိုးရုံသွားတယ်လို့ဆိုနိုင်ပါတယ်။ဒီနေ့မှာတော့ကမိုင်းမှာတကယ်ရှိခဲ့မှုတဲ့တိုက်တန်ဘိုဘာရီရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကနေပြီးတော့ဘဟုသုတဒသုံးတရရရှိနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးနေကြည့်ပေးတဲ့အတွက်ဒီဗီဒီယိုချင်းဒီတိုင်းကိုလည်းကျေးဇူးတို့တင်ရှိပါတယ်